ဒီစစ်တပ်ရဲ့ဒါအကြီးပိုင်းအတိုင်းဝိုင်းကနေပြီးတော့ပြောတာရှိတယ်ပေါ့နော်ဒေါ်လိုင်းတပ်ဖွဲ့တွေကိုစိန်ခေါ်သလိုပြောတာရှိရဲ့နော်အဲ့ဒါဘာလဲဆိုတော့သူကဗမော်ဦးသားရောက်အောင်တိုက်ပေါ့နော်ဗမော်ရသွားရင်မြစ်ကြီးနားမှာလက်ဆောင်ပေးမယ်ဆိုပြီးအဲ့လိုစိန်ခေါ်တာ မင်္ဂလာပါကျွန်တော်တို့ဗမော့နောက်ဆုံးရအခြေအနေလေးအဘာတရပြောရအောင်ပါเนาะအဲဒီနေ့မနက်၄နာရီကနေစပြီးတော့တိုက်ပွဲတွေပြန်ပြီးရောဖြစ်ပွားနေတယ်ဖြစ်ပွားတော့မှတကယ်ကိုဒါပြင်းပြင်းထန်ထန်ဖြစ်ပွားတဲ့အနေထားပါเนาะအဲစစ်ကောင်စီဘက်ကနေပြီးတော့စတင်တိုက်ခိုက်တဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့တွေဘက်ကလုံးဝအခုဆိုရင်ဝုံချင်းဝုံချင်းဆိုပုံစံအနေထားအဲအဲ့လိုအနေထားမျိုးနဲ့ကိုပြန်ပြီးတော့တိုက်ပွဲဝင်နေရရှိတယ်တိုက်ပွဲဖြစ်ပွားနေရရှိတယ်အဲစစ်ကွေးတွေဘက်ကစတိုက်တယ်ဆိုပြီးတော့အခုသူတို့ဘက်ကပဲအတုံယုံထိခိုက်တာတွေရှိတယ် အဲအခုထိပေါ့နော်တချို့အလောင်းနေဆိုရင်ပြန်ပြီးတော့မဆွဲနိုင်သေးတဲ့အနေအထားတွေဖြစ်နေတဲ့အခြေအနေပဲအဲ့ဒါကြီးကလည်းတကယ်အားရဖို့ကောင်းတယ်အခုဖြစ်နေတဲ့အနေအထားဆိုရင်ဒါဖားကန်လမ်းပန်းရောဒါဝေလုံဝေခါလမ်းပန်းရောဒါပြီးရင်ဗမော်မာရောပေါ့နော်ဗမော်မာရောပြောကြဝိုင်းမော်ဘက်မှာရောအဲဒီလိုအနေအထားမျိုးနဲ့နေရာစုံမှာဒါတိုက်ပွဲဖြစ်ပွားနေတဲ့အနေအထားဖြစ်တယ်အဲ့တော့ဒါဗမော်မာပေါ့နော်အဲဗမော်မာဆိုရင်၄မိုင်၄ရင်းလို့ခေါ်တယ်ဒါကြောင့်ဆေးတက်ရှိတယ်ဆက်သွေးတက်ရှိတယ်ထောက်ပို့တက်ရှိတယ် အပြင်စစ်မြေပြင် engineer တက်ရှိတယ်အဲ့ဘက်ချမ်းနေမှာလည်းဒါတိုက်ပွဲတွေဖြစ်ပွားတယ်ပြီးတော့ Mansi ဘက်အထွက်ခါလိုက်40မှာလည်းတိုက်ပွဲတွေဖြစ်ပွားတယ်အပြော့ဒါရုံပေါင်းစုံနေရာတွေပြင်ဆက်က27အဓိကတော့ဆက်က27နေရာတွေမှာတိုက်ပွဲဖြစ်ပွားနေရာမျိုးပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့အနေအထားမျိုးတွေရှိလာတယ်ဗောနော်ပြီးတော့ဒါစစ်ကောင်စီဘက်ကလေရင်လဲလာတယ်လေရင်လာတာမှခုနောက်ပိုင်းနဲ့3ထားမိတာဗောနော်ဘုံဘုံမှာဒါတိုက်ပွဲတွေဆက်ပြီးတော့ဖြစ်လာပါပြီဆိုတဲ့အချိန်မှာဒါဒီမင်းလက်ကအဲလူကြီးပိုင်းနေဗောနော်ပိုချုပ် ဒါပိုချုပ်ပိုင်းနေနဲ့အဲသူကအရန်ရင်းနေတဲ့သူဖြစ်တဲ့အတွက်ပေါ့နော်အဲသူကလေချောင်းပစ်ကူနဲ့ပတ်သက်ရင်တော်တော်လေးကိုထိထိရောက်ဒါသူ့နေရာကိုလေချောင်းပစ်ကူပေးတာပေါ့နော်အခုကျတော့အခုနောက်ပိုင်းမှာနည်းနည်းသတိထားမိတာကလေချောင်းပစ်ကူနည်းနည်းယော့လာတယ်ဆိုပြီးတော့သိရဒါပေမဲ့ကျဲတော့ကျဲနေတော့မယ်ပေါ့နော်အခုနောက်ပိုင်းဘာတွေပို့သုံးလဲဆိုတော့ wine 12တွေပို့သုံးတယ် wine 8တွေပို့သုံးတယ်အခုဆိုရင်ဒါဗမော်ကတိုက်ပွဲတွေအတွက်ကိုတထအူးကနေပြီးတော့တက်တာရှိတယ်ပြီးရင် number 1နေတက်တာရှိတယ် K8 တွေရဝမ်းသားတီးရနေတက်ပြီးတော့ပြစ်ကူပေးနေရတယ်ရှိတယ်ပေါ့နော်အဲဒါမဲ့အနီးကတိုက်ပွဲတွေဖြစ်နေတာဖြစ်တဲ့အတွက် အဲလေတက်ကနေပြီးလေချောင်းပြစ်ကူပေးတဲ့အခါမှာအနောက်ကနေပဲအနောက်ပိုင်းကနေပဲပြစ်ကူပေးတဲ့ပုံစံမျိုးဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့ဒါလေချောင်းပြစ်ကူကအရင်တက်စားရင်တော်တော်လေးတိတိသာယုံနေလာဒါကလည်းထူးခြားချက်တစ်ခုပေါ့နော်အဲပြောရရင်တော့ဒီနေရာကိုသူတို့လက်လွတ်ဖို့များပြင်ထားသလားအဲဒါလည်းမပြောတတ်ဘူးပေါ့နော်နောက်တစ်ခုကသူတို့ရဲ့ဒါလေချောင်းဒါကျဲနေရတဲ့အနေထားက နိုင်ငံရဲ့နေရာအနှံ့အပြားဖြစ်နေတဲ့အခါမှာဒီနေရာကိုအရင်ကတည်းကပို့ပြီးတော့မပေးနိုင်တော့တဲ့အခြေအနေလားဆိုတော့ဒါကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်အခုလက်ရှိအနေထားကတော့အဲ့လိုပုံစံမျိုးဖြစ်နေတယ်ပြီးတော့ဗမော်ကတော့လုံးဝတစ်မျိုးလုံးကိုမြန်မြန်ဆိုင်ဆိုင်ဒါလုံးဝတီးနေတဲ့အနေထားပေါ့နော်ဒါတိန်တော်ကြီးဝင်းလိုက်ဟိုတယ်ယုံကြီးလုံးဝအခြေအနေကောင်းတယ်ပြီးရင် drone တွေလည်းရတယ် drone တွေကဒါရှေ့ပိုင်းကာလမှာကျွန်တော်သတင်းတစ်ခုထွက်လာတာတွေ့လိုက်လိမ့်မယ်ပေါ့နော်တရတရထင်းတဲ့ drone 9စီးရတယ်ဆိုပြီးတော့ထွက်လာရှိတယ်အဲ့နောက်ပိုင်းမှာထက်ရတဲ့ drone တွေကလည်းအများကြီးရှိတယ်ပေါ့နော် အဲအဲ့တော့ကျတော့ကျွန်တော်ကရှေ့ကဟာနဲ့ဆက်ဆက်ကြည့်မယ်ဆိုရင်ကျွန်တော်အင်ဒေါ်မျိုးသိန်းတိုက်ပွဲမှာရခဲ့တဲ့ပစ္စည်းပစ္စည်းတွေဟာအများကြီးရှိတယ်ဗောနော်အဲကျတော့တိုက်ပွဲတစ်ခုအောင်မြင်ပြီးတိုင်းမှာအဲ့ဒီကနေပြီးတော့ပြန်ရတဲ့လက်နက်တွေခဲယမ်းတွေကကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေအတွက်အသက်တမျှအရေးကြီးတယ်ဗောနော်ပြန်ပြီးတော့ဒီဥစ္စာတွေကိုအသုံးချနိုင်တဲ့အခါနောက်တိုက်ပွဲတွေမှာပါအောင်မြင်ဖို့အတွက်တကယ့်ကိုအရေးကြီးတဲ့အထောက်အကူတွေဖြစ်တယ်ဗျာအဲ့တော့ကြတော့အဲ့လိုဟာမျိုးတွေကျွန်တော်တို့အာတိုက်ပွဲတစ်ခုအောင်မြင်ပြီးသွားလို့ရွှေ့ပြောင်းနေတယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့အဖွဲ့တွေ အများအများကြီးရအောင်ပေါ့နော်အကုန်လုံးပြန်ရအောင်ကျွန်တော်တို့တွေတင်းပိုင်းနေမှာအဲနည်းနည်းထရင်းသေးသေးလေးနဲ့ကျွန်တော်တို့လှုပ်တင်တယ်ပေါ့နော်အခုဆိုလဲအဲဒီကရတဲ့လက်နက်တွေလိုပဲကျွန်တော်ယူဆတယ်အဲအကြီးတွေဆိုလဲအဲ့လိုပုံစံမျိုးပဲဖြစ်နေမှာပေါ့နော်အဲကျတော့ဒီအခုမွန်တိုက်ပွဲကပို့ပြီးတော့မြန်မြန်ဆန်ဆန်အနေထားမျိုးတွေဖြစ်လာတယ်ပြီးတော့စနိုက်ပါတွေရှယ်လက်ဆွမ်းပြတယ်ပေါ့နော်အဲကျွန်တော်တို့ဒလိုင်းတပ်ဖွဲ့တွေဘက်ကစနိုက်ပါတွေရှယ်လက်ဆွမ်းပြတယ်အဲ့မှာထူးခြားချက်ပါလဲဆိုတော့အဲဗမော်အချင်းထောင်ကနေပြီးတော့ဒါထောင်ကျနေတဲ့ ါစစ်သားအဟောင်းနေပေါ့နော်အဲထောင်ကျသွားတဲ့ဒါရာဇဝတ်မှုနဲ့ပဲဖြစ်ဖြစ်အဲသူတို့ဒါအမှုကိစ္စပေါ့နော်အဲ့လိုမျိုးဟာမျိုးတွေနဲ့စစ်ထောင်ချခံထားရတဲ့သူတွေအဲ့လိုမျိုးလူတွေကိုပြန်ပြီးတော့လက်နက်ကန်ခိုင်းပြီးတော့တိုက်ခိုင်းနေတာရှိတယ်အဲ့ဒါရှေ့ပိုင်းကာလမှာလည်းသတင်းတွေကျွန်တော်ရခဲ့လို့ဒါပြောပြခဲ့ဘူးတယ်ပေါ့နော်အခုလည်းအဲ့လိုဟာမျိုးကိုဒါခိုင်းနေတာရှိတယ်ခိုင်းတဲ့အချိန်မှာဘလို့ခိုင်းလဲဆိုတော့သူကဒီစစ်တပ်ကဘုံကြီးမမဆိုတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုဟာမျိုးတွေကလုံးဝခါထောက်ပြီးတော့ကိုအမှဒါဘလို့လှုပ်ပါလှုပ်ညာလှုပ်ဆိုတဲ့ပုံစံမျိုးနဲ့ခိုင်းတာရှိတယ် ဲ့ဟာကိုဝန်သားကြီးကတင်းကအဲ့လိုកောင်မျိုးပေါ့နော်အဲ့လိုမျိုးဒါခိုင်းနေတဲ့ဒါဘွေးမမလိုဟာမျိုးကိုကျွန်တော်တော်လိုင်းတက်ဖွဲ့စနိုက်ပါနဲ့ဖြုတ်တာပေါ့နော်ဖြုတ်တာအခုလုံးဝကိစ္စ short အသက်မရှူတော့ဘူးပါဗျာအဲ့အဲ့လိုနေထားပါနော်အဲ့တော့ကျတော့ block ထိတိုက်ပွဲတွေကဂျန်တန်းနေတယ်ဆိုတဲ့ဟာကိုလည်းခံမှန်းလို့ရတယ်ပေါ့နော်ပြီးတော့စစ်ခွေးမိသားစုတွေပြီးပြည်သူစစ်မိသားစုတွေပေါ့နော်ထွက်ပြေးတာလည်းရှိတယ်အဲထွက်ပြေးတယ်ထွက်ပြေးတဲ့အချိန်မှာလိုက်ဖမ်းပြီးတော့အခုဆိုရင်ဖမ်းဆီးထိန်းသိမ်းထားရတဲ့အဲဒီခုနစစ်ခွေးမိသားစုတွေလည်းရှိတယ်ပေါ့နော်အ သူတို့တွေဘာကြောင့်ထွက်ပြေးလာလဲဆိုတဲ့ဟာကိုလိုက်ပြီးတော့မေးကြည့်တဲ့အခါမှာသူတို့ရဲ့ယောက်ျားတွေဒီတိုက်ပွဲမှာတေးကုန်တေးကုန်တဲ့ဟာကိုသူတို့ကိုလုံးဝထွက်ခွင့်မပေးဘဲနဲ့ပေါ့နော်တပ်ပြင်ကိုထွက်ခွင့်မပေးဘဲနဲ့သူကအိုက်ထဲမှာပဲထားပြီးတော့သူကဆက်ပြီးတော့တိုက်ပွဲဝင်ခိုင်းတဲ့ပုံစံမျိုးတွေအတုံးချခံရတဲ့ပုံစံမျိုးတွေဖြစ်နေတာအဲအဲဥစ္စာတွေကိုမခံနိုင်တော့လို့အခုဆိုရင်ထွက်ပြေးရရှိတယ်ဒါပြည်သူစစ်လို့ဟာမျိုးတွေဆိုလဲနော်အဲ့လိုအတင်းဆွဲခေါ်ဆွဲခေါ်ပြီးတော့ငါတို့ဘက်ကဝင်တိုက်ပေးဆိုပြီးတော့လုပ်တဲ့အနေထားပေါ့နော်အဲ့လိုအနေထားတွေကိုမခံနိုင်တော့လို့ထွက်ပြေးရရှိ မှန်တယ်လေယောက်ျားတည်သွားပြီယောက်ျားတည်သွားပြီဆိုတဲ့အချိန်မှာ तू ကဘာဖြစ်လို့ဒီစစ်သားလည်းမဟုတ်ဘဲနဲ့ဘာဖြစ်လို့ तू ကတိုက်ပြရမှာလဲပေါ့နော်ဒါပေမဲ့အဲ့လိုမရဘူးစစ်တပ်ကအခုဆိုရင်အဲ့လိုပုံစံမျိုးတွေအရဆာလှုပ်ခိုင်းနေတယ်အဲ့တော့ပြောရှင်တာဒီလိုမျိုးလှုပ်ခိုင်းရအောင်နင်တို့တွေအတိညာနဲလာကြီးလားပေါ့နော်အဲ့ဒါကိုကြံတဲ့သူတွေလည်းသိစေချင်တယ်အသူယောက်ျားတည်သွားပြီဆိုတဲ့အချိန်မှာတောင်မှပဲဆက်ပြီးတော့ခိုင်းနေတယ်ဆိုတဲ့ကဒီကောင်ဒီမှာလူစိတ်မရှိဘူးဒီလူတွေကပါအသေးခံခိုင်းမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာပေါ့နော်အဲတော့ကျတော့ကြံတဲ့စစ်သားမိသားစုတွေဆိုရင်အချိန်မီ ဒါကူးပြောင်းရက်တီဖို့လှုပ်စေခြင်းတယ်နောက်တစ်ခုရှိတာဘာဖြစ်နေလဲဆိုတော့အခုဆိုရင်ဒါလုံးဝမြန်မြန်ဆန်ဆန်ဆိုင်ဝမ်တီးလို့တီးနေတဲ့အနေအထားမျိုးမှာအခုချိန်မှာဘတ်ပြောင်းခြင်းတယ်ဆိုတဲ့ဟာမျိုးတွေအတွက်တော်တော်လေးခက်ခဲလာပြီရှေ့ပိုင်းကာလမှာကျွန်တော်တို့ဖိတ်ခေါ်တာရှိတယ်ကြိုဆိုခဲ့တာရှိတယ်လာရောက်ဆက်သွယ်တဲ့အခါမှာချိတ်ဆက်ပေးတာရှိတယ်ပေါ့နော်အခုကျတော့အခုရက်ထဲမှာဖြစ်တဲ့အနေအထားကြအဲ့လိုအနေအထားမဟုတ်တော့ဘူးဘာလို့လဲဆိုတော့လုံးဝတီးခတ်နိုင်တဲ့အတိုင်းတားလဲကျော်လွန်သွားပြီဆိုတဲ့ပုံစံဖြစ်နေတာဖြစ်တော့ကျတော့အခုချိန်ကျမှကျွန်တော်တို့ ဒါဘကူပြောင်းချင်ပါလေဆိုရဲဟာမျိုးတော့လက်ခံသင့်မခံသင့်ဆိုတာတော်လိုင်းတက်ဖွဲ့တွေဆုံးဖြတ်ချက်ဖြစ်သွားပြီအဲ့မတိုင်ခင်မှာခေါ်ခဲ့တဲ့အချိန်မှာထွက်စီခြင်းခဲ့တာပေါ့နော်အဲ့ကြတော့အခုချိန်မှာတော့ဆိုတာလက်နှက်ချဖို့အလင်းဝင်ဖို့အကြောင်းကအဲ့လိုဟာမျိုးကိုပဲပို့ပြီးတော့အဲဟိုအကြံပေးခြင်းတယ်ပေါ့နော်အကြံပေးခြင်းတယ်အဲတွေ့ပြီဆိုတဲ့အချိန်မှာတွေ့တဲ့တော်တော်လိုင်းတက်ဖွဲ့တွေစီကိုလက်နှက်ချပါအလင်းဝင်ပါဆိုပြီးတော့ပြောခြင်းတယ်နောက်တစ်ခုကအဲ့မှာဒီအဝန်းအဝိုင်းပေါ့နော်ဒီတက်ကထိမ့်သိမ်းထားတဲ့ထိမ့်ချုပ်ထားတဲ့အဝန်းအဝိုင်းတွေကိုဝင်လာတဲ့သူတွေကို အဖြူရောင်တဲခွန့်အောင်ပေးဦးဆိုပြီးတော့တိရတယ်။အဲ့ဒါကြီးကလည်းမိုက်တယ်နော်။အဲ့တော့သူတို့တွေဘလောက်ထိကြောက်လန့်နေသလဲလက်နက်ချလမ်းပြထားမှာကိုဘလောက်ထိကြောက်လန့်နေသလဲဆိုတဲ့ဟာကိုတိရတယ်။ဒါကလုံးဝဒါတကယ်ကျမ်းပါတယ်ဆိုတဲ့သတင်းအချက်လက်ကြီးပေါ့နော်။အဲ့ပြီးတော့ကြတချို့ဆိုရင်သူကဗဇက်ထဲမှာဒီအဖြူရောင်ဝက်ဆောက်ကို ထည့်ပြီးတော့တည်သွားရဆိုပြီးတော့လည်းကြားရတယ်သိရသိရတယ်ဗောနော်ကြားသိရတယ်အဲ့တော့ဓာရီသားတကယ်အမှန်ဆိုရင်ဒါကျွန်တော်မသိရတဲ့ဟာကိုပြောပြပါဗောနော်အဲ့တော့ဓာရီသားအမှန်တကယ်ဆိုရင်စစ်ကောင်စီကသူတို့စီကအဖွဲ့တွေကိုလက်နက်ချမှာအလံပြူထောင်းမှာကိုဘလောက်တောင်မှကြောက်လန့်နေသလဲအဲ့လိုမလုပ်အောင်ဘလို့ထိဒါကန့်သက်ထိန်းချုပ်ထားသလဲဆိုတဲ့ဟာတွေကိုလည်းသိရတယ်ဒါကလည်းတကယ်သတင်းကောင်းတစ်ခုဗောနော်ပြီးတော့ဒါပါစတွေဗောနော်အဲပါစတွေဆိုလည်းအခုအတင်းဒီနေရာမှာတိုက်ပွဲဝင်ခိုင်းတဲ့အသေးခံခိုင်းတာရှိလာတယ်အခုဆိုလည်းဒါပါစတွေကို အဲလုံးဝဒါတက်တန်းနှစ်နှစ်နဲ့မရဘူးပေါ့နော်နှစ်နှစ်တာဝန်ထမ်းဆောင်တာနဲ့မရဘူးဆိုပြီးတော့ထက်ပြီးတော့တိုးတာတွေရှိလာတယ်အရေးပေါ်အခြေအနေဆိုပြီးတော့ဒါကြီးညာပြီးတော့တိုးတာတွေရှိလာတော့ဘတ်စားတွေအနေနဲ့ကလည်းဒါထွက်ပြေးခြင်းတဲ့သူတွေရှိရင်အမြန်ဆုံးလွတ်မြောက်အောင်ပြေးပါအခုအနေထားကအပြတ်တောင်ဖြတ်မဲ့ပုံစံမျိုးတွေကျွန်တော်မြင်လာနေရပြီပေါ့နော်အဲကြတော့အဲ့လိုအနေထားတစ်ခုမှာကိုကအတုံးချခံဘွားမျိုးနဲ့အသက်ဆုံးရှုံးခံမဲ့စားထွက်ပြေးပါပြီးရင်ဒေါ်လာရေးတက်ဖွဲ့တွေစီမှာအညံ့ခံမှာအလင်းဝင်မှာပေါ့နော်ဒါလေးလည်းပြောခြင်းနဲ့ပြီးတော့ အဝိစအဖြူမတည့်ရဘူးမတုံးရဘူးဆိုရင်တော့မှပဲအတကုံအတန်ဖျဲပြီးတာအော်ကျွန်တော်လက်နှချတာပါကျွန်တော်အညံ့ခံလာတာပါဆိုပြီးပုံစံမျိုးနဲ့သာအော်ပြီးတော့အာလက်နှချအညံ့ခံဖို့အကြံပေးနေတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါတမမှုတင်မင်းလက်ကိုသူတို့ကအဲဒါလက်ရှိအခြေအနေအထိဒီတမမှုတင်မင်းလက်ကတမဝင်ယူနေသေးပဲဆိုပြီးတော့လည်းကျွန်တော်တို့ဒရင်ရစ်မြစ်တွေကနေပြီးတော့သိရတယ်ပေါ့နော်သိရတော့အဲသူ့အနေနဲ့လည်းအခုဆိုရင်ဒီအနေထားတိရောက်အောင်သူကဆွမ်းဆောင်နိုင်နေတယ်ဆိုပြီးတော့ချီးကျူးခံနေရတဲ့အပိုင်းတွေရှိတယ် ဒီလောက်နေသားသည့်ဒီလောက်အချိန်နေသည့်ဒီလောက်အချိန်တိုင်းတာသည့်ရောက်အောင်ဒီခန့်စစ်ဆင်နိုင်တယ်ဆိုပြီးတော့အောင်မြင်တယ်ဆိုပြီးတော့သူ့ကိုချီးမွမ်းနေတာရှိတယ်တချို့ဆိုဘလောက်ထိလဲဆိုတော့သူ့ရဲ့ဓာတ်ပုံတော်မှဒါမှန်ပေါင်းသွင်းပြီးတော့အာချီးမွမ်းရမယ်ချီးကျူးရမယ်ဂုံပြုတ်ရမယ်ဆိုတဲ့ပုံစံမျိုးတွေသည့်ပြောနေတဲ့ဟာတွေဟိုဘက်တိုင်းဝမ်းကနေကြားရတယ်ပေါ့နော်ကြားရတော့じゃပြုတ်ရမှာပါဂုံပြုတ်ရမှာမှန်ပေါင်းသွင်းပြီးတော့ပန်းခွေတွေနဲ့ပါဂုံပြုတ်ရမယ်နေထားပါနော်ဒါအမှန်တော့ဒါကျွန်တော်နဲ့သူတို့နဲ့ဆိုရင်ဒါအဲဂါကန်ပြူဟာကုန်းပါသူကပြူဟာမို့ကျွန်တော်က ါ G3H U ပုံစံမျိုးနဲ့နေခဲ့ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ viewer မှုလို့ပြောလို့ရတယ်ဒါအဲ့လူကတကယ်တော်လဲတော်တယ်ထက်လဲထက်တယ်ပြီးတော့ခုနလိုပေါ့နော်ခေါင်းလဲမာတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီလောက်ထိခက်ခဲနေတဲ့အနေထားပေါ့ဗျာဒါမဲ့လည်းအခုအချိန်ကြီးရတော့အဲ့လောက်ကြီးထိကျကျခံနိုင်တော့မယ့်အနေထားတော့မမြင်ဘူးသူစီမှာရှိရစစ်သားတွေကလုံးဝစစ်သားစိတ်တောင်မှမရှိတော့တိုက်လို့ခိုက်လို့စိတ်မရှိတော့တဲ့အနေထားပေါ့နော်အဲ့တော့ကျတော့အဲတော်တော်အချိန်ကြီးသူတို့ရင့်ရိုက်နေတဲ့အနေထားဗျာပြီးတော့ဒီစစ် တက်ရဲ့ဒါအကြီးပိုင်းအတိုင်းဝိုင်းကနေပြီးတော့ပြောတာရှိတယ်ပေါ့နော်ဒလိုင်းတက်ဖွဲ့တွေကိုစိန်ခေါ်သလိုပြောတာရှိရဲ့နော်အဲ့ဒါဘာလဲဆိုတော့သူကဗမောဟိုသာရောက်အောင်တိုက်နော်ဗမောရသွားရင်မြေကြီးနားမှာလက်ဆောင်ပေးမယ်ဆိုပြီးအဲ့လိုစိန်ခေါ်တာနော်အဲအဲ့ဥစ္စာကြီးကတကယ်မိုက်တယ်နော်တကယ်မိုက်တယ်သူတို့ဘက်ကလည်းအဲ့လောက်ကြီးကြီးစိန်ခေါ်တာတာဖြစ်တဲ့အတွက်ဒီဟာကလည်းတကယ်ရောက်အောင်ကိုတိုက်မှာတက်ဖွဲ့တွေကလည်းအရပြီဆိုတဲ့အချိန်ကျရင်ဟုတ်တယ်သူတို့ပြောသလိုပဲမြေကြီးနားလက်ဆောင်ပေးရမယ်အနေထားဖြစ်သွားမှာဘာဖြစ်လို့လဲဆိုတော့ဗမောဟိုသာရသွားပြီဆိုရင်မြေကြီးနားကိုအဓိက ထောက်ပံ့ဤလမ်းကြောင်းဖြစ်တဲ့နေရာတွေအကုန်လုံးကိုပိတ်ပလိုက်တဲ့ပုံစံဖြစ်သွားမယ်ပြီးတော့အခုဖားကန့်တို့ဝေခါလန်းတို့အပြင်ဒါမုံညင်ဘက်ချမ်းတို့အဲ့ဘက်ချမ်းတွေအကုန်လုံးပိတ်လိုက်နိုင်ပြီဟေ့ဆိုတဲ့ခါကျရင်ဒါအင်းတော်တို့ဘာလို့ပေါ့နော်အင်းတော်ကတာပိတ်လိုက်နိုင်ပြီဟေ့ဆိုတဲ့ခါကျရင်ဒီဘက်ခုနဒါသူတို့ပြောတဲ့ဒါမြကြီးနားလုံးဝလက်ဆောင်ပေးလို့အနေထားမျိုးကိုဖြစ်သွားမှာအဲ့ဥစ္စာမျိုးဖြစ်အောင်လဲတော်လိုင်းတက်ဖွဲ့တွေကလုံးလိုက်ပြီးရင်တော်လိုင်းတက်ဖွဲ့တွေကိုအဲ့လိုစိန်ခေါ်တာမျိုးဖြစ်တဲ့အတွက်ကိုဒီကောင်နေကောင်းကောင်းကြီးခံစားရလိမ့်မယ်ပေါ့နော်အဲ့ဥစ္စာကြီးကအဲတော်တော်ဒီကောင်နေချင်းနေဆိုးမဲ့အကွက်ကြီးပေါ့နော် နောက်ခါဒါမြို့ပေါ်မှာရှိတဲ့မြို့ပေါ်နဲ့မြို့ပေါ်အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ဒါပြည်သူတွေကတော့ဒါစစ်ဆောင်ရတဲ့အနေထားပေါ့ဗျာအဲစစ်ဆောင်ရတဲ့အနေထားဒါကတော့တော်တော်ဆူဆူပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့စစ်တပ်ကအဲ့ပတ်ဝန်းကျင်မှာရှိတဲ့အဆောက်အဦတွေအဲပြီးရင်လူနေအဆောက်အဦတွေပဲဖြစ်ဖြစ်ဒါဘာသာရေးအဆောက်အဦတွေပဲဖြစ်ဖြစ်အဲ့လိုဟာမျိုးတွေအကုန်လုံးကိုဒါသူကဘုံနဲ့လိုက်ကျဲပြီးတော့မြင်ကွင်းရှင်းလင်းတဲ့ပုံစံမျိုးတွေလုတ်လိုက်တယ်ပေါ့နော်အခုဒါတော့ ်သင်ကန်းကြီးနောက်မှာဒါဒီကောင်းနေလှုပ်သွားသလိုပုံစံမျိုးကိုပမုံမှာလည်းလှုပ်တယ်ပေါ့နော်လှုပ်တော့ကြအိုက်နာပတ်ဝန်းကျင်မှာရှိသမျှဒီဆက်က27ကြီးကသူကမြို့ထဲအိမ်မှာထိုင်လာတာအဲ့တော့သူ့ရဲ့ဘေးနားမှာရှိတဲ့ဟာတွေအကုန်လုံးကလူနေအိမ်ကြီးတွေအကုန်လုံးကဒါပြည်သူတွေရဲ့ဒါပစ္စည်းတွေပေါ့နော်ပြည်သူတွေပိုင်တဲ့အိုးအိမ်တွေပေါ့နော်အဲ့လိုဟာတွေအကုန်လုံးကိုပစ်ကျဲပလိုက်တယ်မြင်ကွင်းတွေရှင်းပလိုက်တယ်ဆိုရဲအနေထားဖြစ်သွားတယ်အဲပြီးတော့ဒါဒီလိုမျိုးလှုပ်ခံရတဲ့အချိန်မှာပြည်သူကတော့ရှောင်ရတယ်ရှောင်ရတဲ့အချိန်မှာတော်လိုင်းတပ်ဖွဲ့တွေကလေးစားစရာစိတ်ထားတစ်ခုကိုလည်းတွတ်တွေ့ရတယ်ဗောနော်တပ်ဖွဲ့တွေကအခုတိုက်ပွဲဝင်နေရတယ် ဒါပေမဲ့ပြည်သူတွေဒုက္ခရောက်နေတယ်ပြည်သူတွေစားရေးတောက်ရေးခက်ခဲနေတယ်ဆိုတာကိုသိတဲ့အချိန်မှာခုနလိုတပိုင်းတနိုင်ပေါ့နော်သူတို့စားတဲ့ထဲကနေမှအကူညီပေးတဲ့အကြောင်းလေးကြီးလဲကြားရတဲ့အခါတကယ်ဝမ်းသာမြေကြီးလဲရတယ်ပေါ့နော်အဲပြည်သူတွေအတွက်ကိုသူတို့အကောင်းဆုံးပြန်ကြည့်နေကြတယ်ဒါတွေပြီးသွားရင်လုံးဝ ပြည်သူကပျော်ရွှင်ရမယ်ဆိုတဲ့ဟာကိုသူတို့သိထားပေမဲ့လက်တလောပြည်သူခံစားနေရတဲ့အခက်အခဲကိုတက်နိုင်သလောက်လေးဝိုင်းပြီးဖြေရှင်းပြီးနေတကယ်အပြင်သူတို့အသက်အန္တရာယ်ရင်ဆိုင်နေရတာပေါ့နော်အဲ့လိုနေထားတော့မှပဲဒါပြည်သူဘက်ကိုပြန်ကြည့်တဲ့ဒါဒေါ်လာရင်းတက်ဖွဲ့တွေရဲ့တကယ်စိတ်ထားကောင်းတစ်ခုကိုလည်းတွေ့ရတယ်အဲ့စိတ်ထားတွေကိုဆက်ပြီးတော့ထိန်းသိမ်းထားစီခြင်းနဲ့ကျောင်းတွေတကယ်ကျွန်တော်ပြည်သူတွေအတွက်ကတကယ်စစ်သားကောင်းတွေရလိုက်တဲ့ပွဲပေါ့နော်အဲ့တော့ကြတော့ဒါမမော်ကတော့အပြက်ဖြတ်တော့မယ်လို့ယူဆတယ်ဘာလို့လဲဆိုတော့ ဒါမိုးကြတဲ့အထိစောင့်နေလို့လည်းမဖြစ်ဘူးပြီးတော့ဒါလာရှိုးပေါ့နော်လာရှိုးကိစ္စမှာဆိုလေဒါစစ်ကောင်စီကအခုဆိုရင်ခေါင်းလေးဝင်ပြစီကိုလေးဝင်ပြစီနဲ့လှုပ်ဆောင်နေတာတွေရှိတယ်သူတို့ပြင်ဆင်ကြလိမ့်မယ်အဆောက်အဦတွေသူတို့หนีလို့ရအောင်ပြန်လှုပ်လိမ့်မယ်ပြီးရင်ဒါသူတို့အသုံးပြုလို့ရမယ့်လေစိတ်တွေရှိလာနိုင်တယ်ပေါ့နော်အဲ့ဒီလေစိတ်တွေဘယ်လိုအသုံးပြုမလဲဆိုတာမသိနိုင်သေးပေမဲ့အဲ့ဒီလေစိတ်တွေဒါပြန်ပြီးအသုံးပြုခွင့်ရမယ်ဆိုရင်ဗမော်ကလည်းလေချောင်းကျဲခံရတဲ့ဒဏ်တွေပို့ပြီးတော့များလာနိုင်တယ်တော်လိုင်းတက်ဖွဲ့တွေအတွက်အထီးကအကြဆုံးနေ ပို့ပြီးတော့များလာနေတဲ့နေသားပေါ့နော်အဲ့တော့ကြတော့အပြက်ဖြက်ပြလိမ့်မယ်လို့ကျွန်တော်ကတော့ယူဆတယ်ဗျအဲ့တော့ကြတော့အောင်ပွဲနီးပြီလို့လည်းပြောလို့ရတယ်ပေါ့နော်အဲပြီးတော့စစ်အေးပုံစံမျိုးနဲ့သူတို့လှုပ်ချင်မှာမဟုတ်ဘူးရှေးပိုင်းကာလာတစ်လျှောက်လုံးမှာအဲ့လိုပုံစံမျိုးဒါအဲခုနလိုဒါသူတို့ကိုကြိုးစားခဲ့တာရှိတယ်လမ်းဖွင့်ပေးခဲ့တာတွေရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုပုံစံမျိုးဟိုဘက်ကလက်မခံတာဖြစ်တဲ့အတွက်ခုနလိုစိန်အောင်ခေါ်သေးရပါတော့ဗမောသာရအောင်တိုက်မြကြီးနားမှာလက်ဆောင်ပေးမယ်ဆိုတဲ့ဟာမျိုးကြောင့်မလို့ဒီလိုမျိုးလာပြီးတော့ဆွတဲ့အတွက်ကိုပဲဒါ ဒါ KI နဲ့ပူးပေါင်းတက်ဖွဲ့တွေကလက်စွမ်းပြလိမ့်မယ်ဆိုတာကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်ပြီးတော့တက်ဖွဲ့တွေလည်းထိခိုက်မှုဆုံးရှုံးမှုတွေရှိတယ်ဒါကျွန်တော်တိရသတင်းတွေရောက်ကိုပဲထိခိုက်ဆုံးရှုံးမှုတွေရှိတယ်တန်ရာရတာရှိတယ်ကြာဆုံးတာတွေရှိတယ်ဘာလို့လဲဆိုတော့ဒီကောင်တွေကအသေးအတန်ဖြစ်နေတာမျိုးဆိုတော့အဲသူတို့လုံနိုင်သမျှအစွမ်းကုန်သူတို့ကလည်းလုံကြပါပေါ့နော်အဲ့တော့တက်ဖွဲ့တွေကအသက်နဲ့ရင်မီတိုက်ပွဲဝင်ရတဲ့အခါကြာဆုံးရှိတာပေါ့ရှိတော့ကြတော့ဒီတက်ဖွဲ့တွေကိုလည်းဒါကျွန်တော်တို့တက်နိုင်သလောက်ပေါ့နော်တက်နိုင်သမျှကျွန်တော်တို့တက်နိုင်တဲ့နီးလန်းနေနဲ့ ပါဝင်ကူညီပေးကြစီခြင်းနဲ့ပေါ့နော်တပ်ဖွဲ့တွေကတကယ်ကိုစိတ်သက်ကောင်းပြီးစိတ်ရထက်သန်တဲ့တပ်ဖွဲ့တွေပေါ့နော်တကယ်လူငယ်တွေတကယ်အားကိုးရတဲ့နိုင်ငံအတွက် ပြည်သူအတွက်အားကိုးရတဲ့တကယ်စစ်သားကောင်းတွေပေါ့နော်။ဒါပြီးရင်ဒါကြောင့်မကြခင်မှာဒီတိုက်ပွဲတွေအောင်မြင်သွားတဲ့ခါကျရင်လည်းတကယ်အံ့ဩစရာစစ်ဗျူဟာတွေလည်းတွေ့ရဖို့ရှိလိမ့်မယ်ပေါ့နော်။ပြီးတော့ဒါတင်းကောင်းတွေလည်းအများကြီးရှိလိမ့်မယ်ပေါ့နော်။ပြီးရင်ဒါဗမော်ကိုဒါမြကြီးနာနံပေါင်တို့တတော်ဦးတို့ကနေပြီးတော့ KAD ရဝန်တတိတွေနဲ့ပုံကျဲတိုက်ခိုက်တာမျိုးတွေလုပ်တယ်ဗောနော်အဲ့တော့အဲ့လိုမျိုးလုပ်နေတဲ့အနေအထားတစ်ခုမှာကိုပဲတပ်ဖွဲ့တွေကလုံးဝအောင်စိအပြည့်နဲ့ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်နေကြတာဖြစ်တဲ့အတွက်မကြခင်အောင်မြင်မှုရမယ်လို့လည်းကျွန်တော်တို့မျှော်လင့်နေဗောနော်မျှော်လင့်နေတကယ်လည်းအောင်မြင်မှုရပါလိမ့်မယ်ပြီးတော့တခုအတွေ့အကြုံပြန်ဝင်တာကတော့လာရှိုးလို့ဖြစ်သွားမလားဆိုတော့အတွေ့လဲဝင်မိတာပေါ့ဒါကတော့ကျွန်တော်တို့ဒါလုံးဝရသွားပြီဆိုတော့အနေထားအထိကိုကျွန်တော်တွေးပလိုက်တာဗျာအဲကျတော့ဒီပမောင်မြရပြီးသွားတဲ့ခါကျရင်ဒါမင်းအောင်လိုင်းက ခုနလိုပဲပေါ့နော်ပထွေးကိုအကူအညီတောင်းပြီးတော့ပြန်တောင်းမလားဆိုတဲ့ဟာမျိုးလည်းတွေးမိတယ်ဒါပေမဲ့တေချာတာကတော့ KIA ကတော့အဲ့လိုဖြစ်ခံမှာမဟုတ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ရှေ့ပိုင်းကာလမှာဒါကျွန်တော်မှတ်မိလိုက်မြင်ထင်တယ်တေယိုဘက်ကနေပြီးတော့ဒါနေဆက်ဝင်ထွက် gate တွေကိုရုတ်ရုတ်တည်နေပေါ့နော်လာပြီးပိတ်လိုက်အခါကျတော့အာ KIA ဘက်ကနေပြီးတော့ပြန်ပြီးတုံ့ပြန်တဲ့ဟာလည်းမိုက်တယ်ပေါ့နော် အမှန်တော့ gate ပဲဗျာတစ်ဖက်ကပိတ်လိုက်ပြီဆိုတာနဲ့အဝင်ထွက်လုံးလို့မရတော့ဘူးဒါတောင်မှပဲ KI ရအေးမင်းတို့ကပိတ်ငါတို့လည်းပိတ်တယ်ကွာဆိုပြီးကိုယ့်ဘက်ကလည်းပြန်ပိတ်ပြတယ်နော်အဲ့လိုပုံစံမျိုးတိလုံပြခဲ့တဲ့တပ်ဖွဲ့ကြီးဖြစ်တဲ့အတွက်ပေါ့နော်ဒါလာရှိုးလို့မဖြစ်ဘူးလို့လည်းကျွန်တော်ကမျှော်လင့်ရတာပေါ့အဲ့ကြဘာပဲဖြစ်ဖြစ်ဒါဒီရထဲသတင်းတွေကအဲတိုက်ပွဲတွေကလည်းကြမ်းနေတယ်ပြီးရင်သတင်းတွေကလည်းကောင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်အကောင်းဆုံးမျှော်လင့်ပြီးတော့ကိုလုံနိုင်တဲ့အပိုင်းတွေကနေအကောင်းဆုံးပါဝင်ကြပါစို့လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်